လုံးမဲမင်္ဂလာပါရှင်။ကျွန်မကဒီနေ့ဆရာကြီးရွှေဦးတော်ရေးသားထားတဲ့စောင်းမလေးတစ်ပုဒ်ကိုဖတ်ပြပေးချင်ပါတယ်။ကောင်းစဉ်လေးကတော့ယဉ်ကျေးမှုနဲ့ကိုချင်းတရားအရှိနေအောင်နိုင်ရှင်ချက်လွန်ခဲ့သောနှစ်ကလူလူသတင်းစာတွင် ကျွန်ုပ်၏အတွေ့အကြုံနှင့်အတွေ့အခေါ်များဟူသောစောင်းမကန်း၌ကျွန်ုပ်၏နေဖျားစဉ်အနည်းတွင်ဖျောင်းပစိုးခင်းကျင်းထားသည့်ဧကန်းသို့ ခုံမနဲ့ပုံမှန်ရေဖနက်များစီး၍တက်လာကြသောလူငယ်များအကြောင်းရေးသားဘူးရာခေပညာတတ်မဟုတ်သည့်လူကြီးတယောက်သည်ကျွန်ုပ်ထံသို့လာရောက်၍အောက်ပါတိုင်းဆွေးနွေးကြသည်ခေလူငယ်တွေရိုင်းဆိုင်မှုံကြောင့်ဆရာကြီးရေးသားထားတဲ့စောင်းမောင်းကိုကျွန်တော်သဘောကျတယ်ခမညာဆရာကြီးကအရှိတိုင်းယဉ်ကျေးမှုကိုပို့ပြီးလေးပေးရေးတယ်ဟုတ်ကဲ့လားခမညာကျွန်တော်ကလူတစ်မျိုးခမညာယဉ်ကျေးမှုမှာဖြစ်ဖြစ် ကိုကျင်တရားမှာပဲဖြစ်ဖြစ်အရှိတိုင်းတသက်အနောက်တိုင်းတသက်ရဲလို့သဘောမထားဘူးအနောက်တိုင်းမှာကောင်းနေထင်တာတွေ့ရင်လေယူကျင်တာပဲယဉ်ကျေးမှုမှာတော့ကျွန်တော်တို့ပြည်ကတာတယ်ဆိုတာအမှန်ပဲမဟုတ်လားဆရာကြီးရေတာတယ်ရော့တယ်လို့ကျွန်တော်မဆိုချင်ဘူးကျွန်တော်အကြိုက်များတယ်လို့တော့ဝန်ခံချင်ပါတယ်ကိုကျင်တရားနဲ့ပတ်သက်လို့တော့သူတို့ကလည်းမညံ့ဘူးခမညမညံ့နာထားပါတော့သို့တော်ရှင်းလိုက်ရင်ကျွန်တော်တို့ကတာတယ်မဟုတ်လားခမညဂိုင်း ီလိုလုပ်ကြစို့ဒီကိစ္စကိုနှက်ကန့်ထားပြီးဆွေးနွေးကြစို့၁ယဉ်ကျေးမှု၂ကိုကျင့်တရားဟုတ်လားခင်ဗျာသားပါခင်ဗျာရှေ့ဥစွာယဉ်ကျေးမှုကိုဆွေးနွေးကြရအောင်ယဉ်ကျေးမှုနဲ့ပတ်သက်လို့ကျွန်တော်တို့မြန်မာလူမျိုးကဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြလို့မို့ဗုဒ္ဓယဉ်ကျေးမှုတွေလွန်မိုးတဲ့အတွက်ကျွန်တော်သဘောကျတယ်ယိုသေးထိုက်သူကိုယိုသေးရခြင်းအစရှိရဲ့မင်္ဂလာတရားတော်တွေကအချက်တွေပေါ့ခင်ဗျာ ။သို့တော့မြမရင်ကျေးမှုဆိုတာတွေကတော့ကျွန်တော်မကြိုက်တာရှင်ရှိမယ်ခင်ဗျာ။ဘလို့ဟာလဲခင်ဗျာ။ပိတ်အေးမကြည်လာတဲ့ကိစ္စမို့လို့ဥရာဟယုံတခုတလီလောက်သာ ပြပရစီခင်ဗျာ။မိန်းကလေးတွေစပိန်စီတာဆိုပါတော့လူခတ်ကြီးကြီးပိုင်းကဆိုရင်မြမရင်ကျေးမှုပြတ်တယ်မိန်းကလေးနဲ့မလျော်ဘူးတဲ့ပြောကြင်ကြတယ်။ဆရာကြီးကတော့သဘောတူသလား။ကျွန်တော်ကတော့ခုနပြောခဲ့တဲ့ ုဒ္ဓရင်ကျင်းမှုမပြတ်ခဲ့လို့ရှိရင်ခေအားလျော်စွာပြောင်းလဲသွားတဲ့ကိစ္စမှာအတုံးဝင်ခြင်းကိုကြည့်ပြီးလက်ခံနိုင်တာပဲစပိန်ကိုခွစီရလို့အယုံဆိုးပင်မယ်အတုံးဝင်မှုကိုကြည့်တင်နေခမရဘလောက်လမ်းပေါက်တယ်လဲမိန်းကလေးတွေဖို့လမ်းပေါက်ဖို့ဘာလို့တလဲဆရာကြီးရှစ်ခေတ်ကတော့ဟုတ်ချင်ုံမယ်ဒီခေတ်မှာတော့တောင်းတက်တယ်ဈေးဝယ်ရတယ်ဆိုင်ထွက်ရတယ်ပေါ့ခမရသို့တော်ဒီလိုကိစ္စမျိုးကတော့ ကျွန်တော်တိုက်လူတို့သာပြောခြင်းဖြစ်ပါတယ်အမားမှန်ဆုံးဖြတ်ခြင်းမဟုတ်ပါဘူးညင်းမနေပါရစေနဲ့ခမဆရာကြီးကတိုးတက်တယ်ဆိုတဲ့သဘောကိုနှင့်ချိုက်တယ်ဆိုပါတော့တိုးတက်တယ်ဆိုရင်လည်းကျွန်တော်လက်မခံခြင်းမူခမဥပမာရုရှားပြည်မှာ အဖေက အရက်တောက်တက်လေတော့တာသမီကဆုံးမတယ်တဲ့တဲလာပါကလားဘလို့များ ဆုံးမတဲ့လေဆရာကြီးဒီလိုတဲ့ခမညာ အလုတ်သမားတယောက်ကအလုတ်ကအပြံမှာအရက်ဆိုင်ဝင်ဝင်ပြီးတောက်တက်တဲ့မူကြီးချုံမှာအိမ်ပြန်ရောက်တဲ့သူ့သားကပြောပင်မဲ့မရဘူးတဲ့တနေ့တနေ့သူ့သားကတငယ်ချင်းတွေခေါ်သွားပြီးအရက်ဆိုင်ကိုဝိုင်းပြီး အဖေကြီးကိုအရှက်ခွဲတဲ့အဖေကြီးကထွက်လာတော့လေနောက်ကလိုက်ပြီးအရက်သမားကြီးလို့ဩကြတဲ့ဘယ်နဲ့သဘောရတယ်လဲအဖေကြီးကတော့အရက်ပြကြော်တယ်လား လုံးလုံးတော့ပြတ်မယ်မထင်ပါဘူး။သို့တော့အင်ကိုတော့စောစောပြန်တယ်လို့ထင်ပါတယ်။ကောင်းတောင်းတောင်းနဲ့ဆရာကြီး။ဒါကတော့ခမားကြိုက်ချင်ကြိုက်လေ။ကျွန်တော်ကတော့ဝမ်းစာရှာကျွေးတဲ့ဖခင်ကိုတောင်းပန်စကားမျိုးပြောချင်ပြော။ယက်တီယွာတီအရှက်ခွဲခြင်းမျိုးကိုတော့ကျွန်တော်မကြိုက်နိုင်ဘူးခမား။ပါကင်ဆိုတာတာမရရဲ့တာဝန်ကိုထမ်းနိုင်ရသူဖြစ်လေတော့သူ့မှာလွတ်လပ်ခွင့်ရှိတဲ့နဲ့ပြောစရာရှိရင်မရလောက်တဲ့လူဟာတိုးတိုးတိတ်တိတ်ပြောပေါ့ အဆက်ခွဲပြီးဆုံးမဖို့ဆိုတာကတော့ဘယ်နည်းနဲ့မှကျွန်တော်လက်မခံနိုင်ဘူး။ဒါလည်းပဲကျွန်တော်မကြိုက်နိုင်တာကိုပြောတာနော်။မားတယ်လို့တော့ကျွန်တော်မဆိုးလို့ဘူး။တိုးတက်တဲ့တိုင်းပြည်ဆိုလို့တိုးတက်ရေးဆိုရင်ဘာမဆိုးလုံးမယ်ဆိုတဲ့လူတွေကို ခမ။ကျွန်တော်တို့မြန်မာပြည်ကလူငယ်တွေလေလူကြီးမိပါဆရာသမားအပေါ်မှာအယုသေပေါ်လာကြတဲ့အကြောင်းဆရာကြီးရေးတာကျွန်တော်ဖတ်လိုက်ရတာကိုသဘောကျပါတယ်။ကျွန်တော်ကကိစ္စတစ်ခုမှာရှူတော်မျိုးမျိုးဘက်က စဉ်းစားတဲ့လူပါခမားလေလူကြီးတယောက်ဖြစ်လာလေတော့ကျွန်တော်တို့ထောက်ခံပါပဲသူတို့လူငယ်ပိုင်းကတော့ဒါရီယာရှုပ်ပါတယ်လို့ပြောကြမလားမဆိုနိုင်ဘူးသို့တော့အရေးကြီးတာက မင်းကလေးဘိုက်စကယ်စီးချင်းစီအင်ဂျီပါဝစ်ချင်းရင်ဝစ်မင်္ဂလာတရားတော်တွေကဗုဒ္ဓယဉ်ကျေးမှုတွေကိုတော့ထိမ့်သိမ့်ထိုက်တယ်လို့ဆိုကြပါတယ်ထိုက်ပါတယ်ဆရာကြီးဂိုင်းကိုကျင်တရားအကြောင်းကို ပြောပါဦးခမညာ ကိုချင်းတရားနဲ့ပတ်သက်တဲ့နေရာမှာလဲကျွန်တော်ကနှစ်ကန့်ခွဲတင်နေ။နံပါတ်1ကလောကုတ်တရားရေးရာကိုချင်းတရား။နံပါတ်2ကလောကီမှုရေးရာကိုချင်းတရားလို့ရှိပါတယ်။လောကုတ်တရားရေးရာကိုချင်းတရားဆိုတာမျိုးကတော့သူတို့အနောက်တိုင်းမှာ လုံးဝမရှိဘူးခမ။လောကီအတွက်က ရှိပါတယ်။သူတို့မှလည်းကောင်းကင်ဘုံနဲ့ဖျားသခင်ဆိုတော့လောကုတ္တရာရှိရဲဆိုရမယ်မဟုတ်ဘူးလားဆရာကြီး။ ခတ်နေပါပြီဗျာလောကုတ်တရားတရား၉ပါးရှိတယ်မဟုတ်လားမလေးပါဖိုလေးပါနိဗ္ဗာန်နဲ့ဗျသူတို့မှာဒီရွာတွေရှိသလားခမညာကောင်းငင်မုံရှိတယ်ဆိုဆရာကြီးရဲ့ခမညာတို့တွေကနောင်ဘွားအေးဆိုလေးလောကုတ်တရားမှတ်နေကြတာကိုနတ်ပြည်အောင်အောင်ဒါနာပြုတယ်ဆိုတာလေလောကုတ်တရားလို့ဆိုတတ်ကြတယ်အမှန်ကတော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းလောကုတ်တရားတရား၉ပါးရှိရဲ့ ဒါကလွင်လောကီကြီးပဲခမမဘုံနိဗ္ဗာန်ကိုရည်စူးပြီးဒါနာပြုရင်ကောခမဒါနာလောက်ကိုမပြောနဲ့အောင်တရားအထုတ်တာတောင်လောကီပဲရှိတပါသေးတယ်ခမဘယ်နဲ့ကြောင်လဲခမခမတို့လူစုကစကားအတုံးနှုံးတွေရောရောနေတော့အတိတ်ပဲပါရှုပ်ထွေးကုန်တယ်။ gain ကျွန်တော်တခုမေးမယ်။လူတယောက်ကငွေရအောင်အလုံးလုံးတယ်ဆိုပါတော့အလုတ်ကိုငွေလို့စူနိုင်ရလားခမ။ ဆုံးနိုင်ပါဘူးဆရာကြီးအလောက်ကအလောက်ငွေရငွေပဲမဟုတ်လားတရားအားထုတ်တယ်ဆိုတာလေဒီလိုပေါ့မတ်ဖို့အတွက် ဆိုပေမဲ့အလောက်သဘောကိုနိုင်ကတော့လော်ကီပဲရှိသေးတယ်လော်ကီလို့ပဲခေါ်ရမယ်တက်နိုင်လို့တရားအားထုတ်စဲမှာကောရပုံတိုင်းအောင်စိုက်သွားတဲ့စိုးစီုံလော်ကီနေတယ်ပဲရှိသေးတယ်လို့ဗုဒ္ဓကဟောတော်မူတယ်ကြားတော့ကြားဘူးပါရဲ့ခင်ဗျာ ကြားဘူးပြီးခမရတို့လူစုကရောရောပြီးရှုပ်အောင်လုပ်ပြလိုက်ကြတာပဲခရစ်ယာန်များရဲ့ကောင်းငင်မုံဆိုတာကိုတော့လောကုတ်တရားလို့ပြောသေးတာကိုဒါကတော့ကျွန်တော်မှားပါတယ်ဆရာကြီးရဲ့ကျွန်တော်တို့ဆွေးနွေးတာကနဘေးရောက်ကုန်ပြီအနောက်တိုင်းသားများရဲ့ကိုကျင့်တရားနဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ကိုကျင့်တရားကိုနှိုင်းရှင်ချက်ထုတ်ခဲ့ကြတာမဟုတ်လားဟုတ်ပါတယ်ဆရာကြီးနိဗ္ဗာန်မတ်ဖို့ဆိုတာသူတို့မှမရှိလေတော့ ခြင်းစင်လည်းမရှိလောကမှာလူကောင်းသူကောင်းဖြစ်ဖို့ကတော့သူတို့မှလည်းခြင်းစင်ရှိတယ်ခမကျွန်တော်တို့ခြင်းစင်နဲ့ဘယ်နဲ့နေသလဲခမဘယ်နဲ့ထင်သလဲဟာကျွန်တော်တို့ကတာတာဘောဆရာကြီးอ่ะကျွန်တော်တို့လူတွေကတာတာလားကျွန်တော်တို့ခြင်းစင်ကတာတာလားလူရောခြင်းစင်ရောတာတယ်ထင်တာပဲဆရာကြီးကောင်းပြီရှေးဥစွာလူချင်းရှင်းကြပါစို့ အနောက်တိုင်းသားဘလောက်များများခမားတွေ့ဘူးသလဲတိတ်များများကြီးမတွေ့ဘူးပါအောင်ခမားဒါဖြင့်ဘလို့လုတ်ပြီးနှိုင်းရှင်ချက်ထုတ်ကြမလဲသူတို့တိုင်းပြည်အကြောင်းတွေကြားဘူးနားဝါနေပေါ့ခမားခမားလေနင်းနေပါပါတော့ကိုရိရှိမှာပါပဲဗျဗြိတိရှ်ဆိုရလက်ထက်က ICF အရာရှိတွေရှိတယ်မဟုတ်လားကျွန်တော်တို့မြန်မာအရာရှိတွေ ਨੇ ဘယ်နဲ့နေသလဲသူတို့ကလားကကြီးယူထားတာကိုဆရာကြီးရဲ့ ။ဩလကများလို့တက်မှတ်တယ်တာဒီခေတ်မှာမြမတွေလကအများကြီးစားရတာသူတို့ရဲ့အစင်တန်းကိုမှီးရလား။ဒါတော့မင်းမင်းမထင်ဘူးဆရာကြီး။ကောင်းပြီ။ရွေးကောက်ပွဲတွေကိုကြည့်လိုက်ပါအောင်။သူတို့စီမှာလဲညစ်ပတ်မှုတွေတော့ရှိရမှာပဲ။နို့ပင်မဲ့ကျွန်တော်တို့မြမပြည်လို့ကန့်ကွက်မှုပေါများတဲ့အချိန်မီပမာရှိတယ်လေ။ဒါကတော့ကျွန်တော်စဉ်းစားပါတယ်။တော်တော်ကျွန်တော်ပြောချင်တာက လူဆိုတာမျိုးဟာညစ်ပတ်လို့ဖြစ်နိုင်ရင်ညစ်ပတ်ချင်တဲ့လူဟာများပါတယ်ဒီလိုညစ်ပတ်လို့ဖြစ်နိုင်အောင်စီကံကလနာတွေပျက်စီးနေခြင်းအတွက်ဥနုပြောတဲ့ဇာရိတမန်နိုင်ရင်းရင်ကုန်းကြတာဟာလောကီ ကိုကျင့်တရားပါပဲဆရာကြီးအဆိုကအနောက်တိုင်းသားများဟာကျွန်တော်တို့ထက် ကိုကျင့်တရားကောင်းတယ်ဗောလေဒါဖြင့်ပါချောင်းနေချက်ကျင်ကြတာလေအနောက်တိုင်းသားအကြောင်းပြောရမယ်ဆိုရင်တော့လူတန်းစားခွဲပြီးပြောမှဖြစ်မယ် အင်္ဂလမဆိုရင်အထက်တန်းအလေတန်းအောက်တန်းရေလို့လူသုံးစားရှိပါတယ်အလေတန်းကပညာရှိထွက်ပါတယ်နေချဲတင်တာက ရှေးကအထက်တန်းစားတွေဖြစ်ပါတယ်ကိုချင်းတရားနဲ့ပတ်သက်လို့တော့ကျွန်တော်အကြိုက်အလေလက်တန်းစားလူတွေဖြစ်ပါတယ်ဒီခေတ်မှာတော့အင်္ဂလန်ပြည်မှာအလေလက်တန်းစားတွေလူကချွဲလဲနေတယ်လို့ဆိုနိုင်ပါတယ်ကိုချင်းတရားနဲ့ပတ်သက်လို့သူတို့ကိုပဲစံချိန်ယူသင့်ပါတယ် အရက်တောက်တာကတော့အားလုံးပဲတောက်ကြတယ်မဟုတ်ဘူးလားဆရာကြီးကအရက်တောက်တဲ့လူကကိုကျင်တရားမရှိဘူးလို့ဆိုကျင်တာလားဆိုရမှာပေါ့ဆရာကြီးခမားကဥနုခိုင်းတာထင်တယ်ကျွန်တော်တို့ကတော့ငါးပါးသီလာတမားပဲခမားအရက်တောက်ဘူးသလားမြည်တော်မမြည်ဘူးပေါ့ဆရာကြီးခမားနဲ့ဆွေးနွေးဖို့အခက်သားပဲဘာကြောင့်လဲဆရာကြီးအရင်မတောက်တာဘာကြောင့်လဲ ုံလူဒီလူတွေမကောင်းဘူးဆိုလို့လားဖယောင်းကလည်းဟောလို့ပါခမခမနဲ့ကျွန်တော်ကဝါသနာတစ်မျိုးစီပဲကျွန်တော်ကတော့စူဇန်းကျင်တတ်တဲ့ဝါသနာရှိတယ်ပတ်စံလဲကုန်တယ်လူလဲကဲ့ရဲ့တယ်အဲ့ဒီထဲမှာဝယ်တောက်ကြခြင်းကဘလို့များအရသာရှိပါလေလို့သိကျင်တတ်တယ်ဒါပြင်ဆရာကြီးကစမ်းမှုတာပေါ့ဟာစမ်းမှုတာပေါ့မပြောနဲ့တော့စုံးလို့မကောင်းမှုတွေအားလုံးစမ်းကြည့်ဘူးသလားဆရာကြီး ျွန်တော်ကလူတစ်မျိုးလို့ပြောခဲ့တယ်မို့လားသူတပားကိုမထီကိုက်သမျှကာလာပတ်လုံးစမ်းကျင်တယ်လို့ဆိုရင်စမ်းကြည့်ခဲ့တာပဲဒူးစရိုက်မှုအလုံးစမ်းကြည့်တာပဲလားဒူးစရိုက်မှုဆိုတော့သူတပားကိုထိကိုက်တယ်ဒါကြောင့်စမ်းမကြည့်ပါဘူးရှောင်းနိုင်သလောက်ရှောင်းခဲ့ပါတယ်အရက်တော့တာဒူးစရိုက်မဟုတ်ဘူးလားခမတဲခတ်တယ်ဗျာခမတို့လူစုကဖះဟောတရားကိုလည်းအတိအကျမလေ့လာဘူးဗုဒ္ဓက တူစီရိုင်မှု10ခုရှိတယ်လို့ဟောတော်မူထားတယ်။အဲ့ဒီ10ခုထဲမှာအရက်တောက်တာမပါဘူး။ဒီအကြောင်းကိုရှုမောမဂဇင်းမှာကျွန်တော်အကျယ်တဝန်ရေးဘူးတယ်။ခမားတို့ကမဂဇင်းဖတ်တဲ့လူတွေကမဟုတ်လို့တော့မဖတ်ဘူးဘော။တော်ပြီဗျာဒီအကြောင်းကိုကျွန်တော်ထပ်ပြီးမပြောချင်တော့ဘူး။ကိုကျင့်တရားအကြောင်းကိုပြောကြပါစို့။အရက်တော့တာကိုကျင်တရားနဲ့မဆိုင်ဘူးလားဆရာကြီးရေကျွန်တော်နားလေတဲ့ကိုကျင်တရားက သူတစ်ပါးနစ်နာအောင်ပြုလုပ်ခြင်းမပြုလုပ်ခြင်းသူတစ်ပါးအားကျေးဇူးပြုခြင်းမပြုခြင်းဒါလောက်ကိုပဲကျွန်တော်သဘောထားတယ်ဒီတက်မပိုးတော့ဘူးလားခင်ဗျာကျွန်တော်ဆိုလိုတာကလူချင်းဆက်ဆံမှုနဲ့ပတ်သက်တဲ့ကိုကျင်တရားကိုဆိုလိုတယ်အနိဗ္ဗာန်ရောက်ကြောင်းတရားကတခြားပဲခင်ဗျာနိဗ္ဗာန်ရောက်ကြောင်းတရားကိုဆရာကြီးကမယုံကြည်ဘူးလားခန့်နေပြီဗျာခင်ဗျားကနဘေးဖဲ့ဖဲ့ထွက်သွားတာကို ကျွန်တော်ပြောလိုက်မယ်ခမားယုံကြည်ရောမယုံကြည်နေဗုဒ္ဓရဲ့နိဗ္ဗာန်ရောက်ကြောင်း တရားကိုကျွန်တော်ထပ်ပိုးပြီးယုံကြည်တဲ့လူဟာမြန်မာပြည်မှာမရှိဘူးလို့ဆိုခြင်းတယ်တူလင်သာတူရမယ်ကျွန်တော်ထဲယုံကြည်မှု မပေါ်နိုင်ဘူးထင်တယ်တင်းဆိုရဲဆရာကြီးပါလားခမားကကျွန်တော်ယုံကြည်မှုတန်တရားဖြစ်ပုံရလို့ကျွန်တော်ပြောရခြင်းမှာ ခမားလို့ထင်နေတဲ့လူကြီးတွေလည်းတော်တော်များပုံရတယ်ကဲ ဒီကြောင်းတန်ပါတော့အနောက်တိုင်းသားများရဲ့ကိုကျင်တရားကြောင်းပြောကြပါစုဆရာကြီးဆိုကကျွန်တော်တို့ထက် သူတို့ကတာတယ်ပေါ့လေတာတဲ့အချက်တွေတော်တော်များတယ်ဗျဘာကြောင့်တာတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တင်ပြချင်တယ်ဗုဒ္ဓဘာသာမဟုတ်တဲ့နိုင်ငံတွေမှာမတရားဖို့တရားတော့မရှိဘူးကိုကျင်တရားတော့တာကျင်တာနိုင်နေဗျလူအလုံးပဲတာကြသလားဆရာကြီးရဲ့တပီလုံးတော့ဘယ်ဟုတ်မလဲဗျာ ကျွန်တော်သိရတဲ့အင်္ဂလန်ပြည်ကြောင်းကို ပြောချင်တယ်။ဆရာကြီးကအင်္ဂလန်ပြည်မှမရောက်ဘူးပဲနဲ့ကျွန်တော်ကိုယ်တိုင်မရောက်ဘူးပဲမဲ့ရောက်ဘူးတဲ့လူအချို့ထက်ပိုပြီးသိပါတယ်။စာဖတ်တာနဲ့သိနိုင်သလားခမဘလို့စာမျိုးဖတ်လို့လဲ။ကျွန်တော်ဖတ်တဲ့စာရီအကြောင်းနောက်တော့မှပြောပါမယ်။အကြောင်းအကျိုးဆက်ဆက်နေပါတယ်။သူတို့ရဲ့ကိုကျင်တရားအကြောင်းကိုပြောပြစီအောင်ဗျာ။ပြောပါဆရာကြီး အင်္ဂလန်ပြည်သားအင်္ဂလိပ်လူမျိုးများရဲ့ကိုကျင်တရားအကြောင်းကိုပြောရရင်အစင်တန်းမျိုးမျိုးရှိတဲ့အနက်မှာကိုကျင်တရားဘက်ကအတော်ဆုံးအင်္ဂလိပ်လူမျိုးတွေဟာအတော်ဆုံးမြန်မာတွေထက်သားတယ်ပြီးတော့သူတို့စီမှာကိုကျင်တရားကောင်းတဲ့သူတွေဟာမြန်မာပြည်ထက်များတယ်လို့ကျွန်တော်သိရပါတယ်ကျွန်တော်ကတော့မယုံနိုင်ဘူးဆရာကြီးကျွန်တော်တို့စီမှာအင်္ဂလိပ်နဲ့ချက်သမားလက်အောင်မှာအမှုထမ်းသွားခဲ့ကြတဲ့အင်္ဂလိပ်ရာရှိတွေဟာ မြမယာရှိတွေထက်ကိုကျင်တရားတာတယ်ဆိုတော့တွေ့လိုက်ရတယ်မဟုတ်လားအမှုရန်တယောက်နေနေတော့တာတယ်လို့ဆိုနိုင်ပါတယ်ဆရာကြီးလက်စားတာနဲ့အရက်တောက်တာနဲ့ဘယ်တင်းကပို့ပြီးကိုကျင်တရားပြတ်တယ်တူတူပါပဲဆရာကြီးရဲ့ဘေးကလာ တူရမှာလေခင်ဗျာသူ့ပစံနဲ့သူဝယ်တောက်တာထက် မတရားစီရင်ပြီးငွေယူတာပုံမစိုးဘူးလားဗျပြောလို့သာပြောရပါတယ်ကျွန်တော်တို့လူတွေကတော့အရက်လဲတောက်လိုက်တာပဲ လက်လဲစားလိုက်ကြတာပဲမဟုတ်ဘူးလားပြီးတော့ကောဆရာကြီးတို့လူမျိုးကကျွန်တော်တို့လူမျိုးထက်တက်မှတ်တဲ့လူတက်မရကောင်းမှန်သိတဲ့လူများပေတယ်ခမကျွန်တော်တို့လူမျိုးကလူကောင်းဆိုရင်အရမတောက်ဖို့လောက်တာနားလေကြတာလူမှုဆက်ဆံရေးလဲတက်မှတ်ဖို့ဆိုတော့စူးစားတဲ့လူတိတ်ရှားတာပဲတို့စီကအင်္ဂလိပ်တွေကဒီလိုလာတဲ့ ICF တွေလိုကြီးပဲလားဒီလိုလေး အင်္ဂလိပ် ICF တွေကသူတို့စီမစီးပွားရေးအရာတော့အလဲလက်တန်းတွေကပဲသို့တော်လေကိုကျင်တရားနဲ့ပတ်သက်လို့တော့ထိတ်တန့်အပါဝင်လို့ဆိုရမယ်တနေ့ကကွယ်လွန်သွားတဲ့မစ္စတာဖာရီပဲဆိုရင်ကျွန်တော်လေယာစိုက်ပျိုးရေးဌာနမှာလုပ်ခဲ့စဉ်ကနည်းနည်းပေါပလောက်သာကြားဖို့ပါတယ်ကျွန်တော်ထင်တော့ကိုကျင်တရားနဲ့ပတ်သက်လို့တကယ်ထိတ်တန့်ပုံကိုကြီးတရားပဲလို့နားလည်လာပါတယ်သူ့ကိုကောင်းကောင်းသိသူများတာလေသူ့ရဲ့စေတနာသူ့ရဲ့ကိုကျင်တရားနဲ့ပတ်သက်ပြီး ကောင်းကောင်းကြီးချီးကျူးတန်ကြားလိုက်ပါတယ်ဒီလိုပုံကုံမျိုးဟာကျွန်တော်တို့မြန်မာပြည်သားထဲမှာသာဆိုရင်ခမခန့်ခြင်းကောင်းမှခန့်ခြင်းပဲကျွန်တော်တည်အောင်တလောက်တော့ယောသားဖြောင့်မတ်ခြင်းဆိုတာလောက်ဒီပုံကုံကြီးအဖို့မှာတော့အပြော့ပေါ့မြန်မာလူမျိုးကောင်းစားခြင်းနဲ့စေတနာတွေဘလဘွားရှိတယ်လို့သိရတယ်မြန်မာဟာသူ့လူမျိုးမဟုတ်ဘူးဒီအထဲကနေပြီးမြန်မာကောင်းစားရေးအတွက်တသက်ပတ်လုံးဆောင်ရွက်သွားပြီတယ်ကိုလူမျိုးအတွက် တတ်တတ်ဆောင်ရွက်ခြင်းထက်လူမျိုးမရွေးနှိမ့်ချနေတဲ့လူမျိုးတွေဆောင်ရွက်ခြင်းဟာကျွန်တော်အနေနဲ့တော့တိတ်ပြီးချီးကျူးတာပဲလူမျိုးရေးတွေပါရီဆိုတာကိုကျင့်တရားအရာတော့အစင်တန်းမမြင်လာပါဘူးနိုင်ငံရေးသဘောတတ်တတ်ပါရှိတော့ရှိတင်တာပေါ့ခင်ဗျာထို့တော့တကယ်ဖြူစင်တဲ့စေတနာမျိုးကတော့လူမျိုးမျိုးဒေသမျိုးဘူးခင်ဗျာဒါမျိုးမှာကျွန်တော်ကကြီးညိုချင်တာဒီစာရီခင်ဗျားတို့မတင်ဘူးပါဘူးထင်တယ်ကျွန်တော်တို့ဘုရားက ဟောသားပဲဆရာကြီးဖះဟောပဲမဲ့ဒီအတိုင်းကျင်းတဲ့လူအလွန်ရှားပါတယ်ပြီးတော့ကျွန်တော်တခုပြောချင်သေးတယ်ဘာလဲဆရာကြီးဗုဒ္ဓဘာသာမဟုတ်ပဲမဲ့စေရနာခေတဲ့လူတွေမဟုတ်ဘူးခမကိုကြီးယောဂဆွဲကတ်တဲ့မနောယမန်ယုံမှာကြည်စမ်းမျက်နှာဘူးဆရာဆရာမတွေမြင်ဘူးတယ်မဟုတ်လားသူတို့ကငကူကယောဂကင်းရှင်းတဲ့လူကောင်းတွေခမလူနာတွေပေါ်မှာဂိယူနာစေနာထားလုံးလုံးမို့ သူတို့ကိုသူတို့ယောဂကူးခံပြီးလူနာတွေကိုပြုစုခြင်းအလုပ်တွေကို သူတို့ရဲ့အတ္တတာတစ်ခုလုံးတစ်ခါတည်းလှူလိုက်တယ်တဲ့ခမဘယ်နဲ့ချင်းမွန်စရာမကောင်းဘူးလားကျွန်တော်တို့မြမအမျိုးသားတွေကဘယ်ယောက်ျားဘယ်မိန်းမများဟာဒီလိုလှုပ်ဖို့စိတ်ကူးရဘူးပါတယ်ခမနကူတွေက ကိုရီပြက်ပြီးဘူးမို့ဝင်လို့ကြတာဆိုမဟုတ်ဘူးလားဆရာကြီးမဟုတ်ဘူးလို့ကျွန်တော်ဖတ်ဘူးပါတယ် ပြီးတော့သူတို့ဆောင်ရွက်တာကသူတို့လူမျိုးအတွက်မဟုတ်သေးဘူးကျွန်တော်တို့လူမျိုးကွဲဒုက္ခိတတွေအတက်ခမဘလောက်ကြီးညိုစရာကောင်းတယ်လဲသူတို့စီမှာနေချက်သမားတွေလည်းရှိတာပဲဒီလိုကိုကိုကိုစွန့်နေသူတွေလည်းရှိကြခမသူတို့အလုံးနဲ့နှိုင်းရှင်နိုင်တဲ့အလုံးမျိုးတစ်ခုကျွန်တော်တို့လုပ်တာ ပြနိုင်ရလားခမမပြနိုင်သေးဘူးခမဒါကြောင့်သူတို့တွေရဲ့ကိုကျင့်တရားကိုအထင်မသေးထိုက်ဘူးခမ သူတို့စီမှာငါးပါးတီလာတော့မရှိဘူးပေါ့ဆရာကြီး။ဒုက္ခနဲ့သူဗုဒ္ဓဟောခဲ့တဲ့ငါးပါးတီလာရှစ်ပါးတီလာတွေဟာသူ့နေရာနဲ့သူကျွန်တော်လဲကျင့်သုံးပါတယ်။ဘို့ပဲမဲ့လူချင်းဆက်ဆံရေးမတူတော့သူတို့ရဲ့ဆုံးမဩဝါဒလေးလဲမညံဘူးခမ ्या ။တော်တော်စနစ်ကြတယ်။ဘလို့လဲဆရာကြီး။သူတို့ရဲ့ခရော်ကဟောခဲ့တဲ့တဆူတဲသောထာဝရဘုရားသခင်တို့ဘာလို့ဆိုတာတွေကတော့ကျွန်တော်တို့လုံးဝလက်မခံပါဘူး။ ိုကျင်တရားအတွက်လည်းအထောက်အကူမပြုဘူး။သို့သော ခရစ်တော်ရဲ့ဩဝါဒတွေကိုကျွန်တော်အမတန်နှစ်သက်တယ်ခမ။ဘယ်သိလဲဆရာကြီးမိမိရာပြုစေခြင်းတဲ့အတိုင်းသူတစ်ပါးကိုပြုကျင့်ပါတယ်ခမ။တနည်းအားဖြင့်ကတော့ကိုချင်းစာတရားပါပဲ။ကျွန်တော်တို့မှလည်းဒီတရားရှိသားပဲဆရာကြီး။မှန်ပါတယ်ရှိပါတယ်။နှုတ်ပေမဲ့ဝန်ကြီးချုပ်ဦးနုတို့လူစုကဒီတရားကို အလေးမပေးဘဲငါးပါးတိလောက်ကိုဖိဟောနေတယ်ခမ။ လူချင်းဆက်ဆံမှုမှာငါးပါးသီလထက်ကိုချင်းစာတရားကပ်ဖို့ကတမိုးရှိတာကိုသူတို့လူစုနားလည်ဟန်မတူဘူးအမျက်ကြီးစားတာတို့လိုင်စင်ရောင်းစားတာတို့တွေသီလပြတ်ခြင်းမဟုတ်တယ်လို့ထင်နေကြတယ်ခိုးတာမဟုတ်ဘူးတဲ့သူတို့အဆိုဝိတ္တမလောဘမဟုတ်ဘူးတဲ့သူတို့ဝဲခြင်းမဝဲနိုင်နေတဲ့ပြောကျင်ကြတယ်မခတ်ဘူးလားခမညာ ကိုချင်းစာတရားကတ်တယ်ဆိုရင်စင်ရဲသားတွေကြက်တဲတာကိုကိုချင်းစာနာပြီးခုလိုအမျက်ကြီးမစားပေဘူးပေါ့ခမနိုင်ငံရေးမှာ၅ဘာတီလာထဲ့ဟောရင်တန်ငါလှုပ်ဖို့ကြုတ်ဝက်မွေးဖို့တော့မခတ်ပေဘူးလားဝိုင်းရီကိုချောင်းလဲအောင် မလှုပ်ပေးဘဲနဲ့တီလာတွေရှောက်ဟောနေတာတော့နာမည်ကောင်းယူကျင်တာတတ်တတ်ပဲလို့ကျွန်တော်ကစွတ်စွဲကျင်တယ်ဆရာကြီးကမကြိုက်ဘူးလားမဖို့ရင်းနဲ့နိုင်ငံရေးနဲ့တခြားစီတကန့်စီကြီးပြ ငါးတွေရှားလို့လူတွေဝယ်မစားနိုင်လေငါးတွေအသေးနည်းလို့ဝမ်းသာတယ်ဆိုတာဝန်ကြီးချုပ်တောက်ရဲ့စကားမဟုတ်ဘူးခမညာဘုန်းကြီးတွေကတော့မကြိုက်ပေဘူးလားတာဟင်ငါးဟင်မပါပဲကစုံရွဲ့ချမောင်ရွဲ့ကြီးစွန်ကြွေကြည့်စမ်းမှာပဲ့နဲ့နေမလဲတသက်လို့ကိုတော်တွေကတော့ကြိုက်တော်ပေါ်ဆရာကြီးဘုန်းကြီးတွေထဲမှာတသက်လို့ကိုတော်ဘယ်နှပါရှိလို့လဲခမညာဒါထက်အနောက်တိုင်းသားတွေရဲ့ကိုကျင်တရားအကြောင်းပြောပါအောင်ဆရာကြီး တို့ရဲ့ကိုချင်းစာတရားကမကောင်းမှုကိုရှောင်ကျင်မှုအတွက်မဟုတ်ပြောဘူး။ကောင်းတာလုပ်ဖို့လဲတပါးတည်းတွဲနေတယ်။တီလာဆိုတာက မခိုးလင်းမတက်လင်းပြီးသလိုဖြစ်နေတာပဲ။လူတွေကြက်တဲ့စင်းရဲစင်တော့အမျက်ကြီးစားနိုင်ခွင့်ရှိတယ်လို့လို့ထင်နေကြတယ်။တီလာမပြတ်ဘူးတဲ့ဗျ။လိုင်စင်ရောင်းစားတာတော့လိန်တာပဲဆရာကြီး။ဒါကလေသူတို့ကဝိသမလောဘမဟုတ်ဘူးတဲ့ပြောကြင်ကြတယ်လေ။ ကျွန်တော်လှုပ်စေချင်တာကတော့ကိုချင်းစာတရားကိုဖိရဖိပြောဖိဟောစေချင်နိုင်သူတို့ထင်ကတီလာကမှစာတန်ပေးတန်ပါလို့တန်မိုးရှိတယ်ကိုချင်းစာတရားဆိုတာက အရေးစကားမို့ပေါ့တော်တော်ထင်ကြတယ်ကျွန်တော်ဖွင့်ပြောရရင်တော့ကိုချင်းစာတရားကတ်တဲ့မိတ်ဆွေမျိုးအစိုးရမျိုးကိုလိုချင်တယ်ငါးပါးတီလာအကြောင်းတွင်တွင်ပြောတဲ့လူဖြစ်ဖြစ်အစိုးရဖြစ်ဖြစ်လူညာလို့ပဲအောင်မိတယ် နေပါဦးဆရာကြီးသူတို့အင်္ဂလန်မှာကိုချင်းစာတရားကြက်ကြက်ကြီးဟောလို့ကိုချင်းတရားကောင်းကုန်ကြတယ်လို့ဆိုကြနေတာလားဒါကခရတော်ရဲ့ဩဝါဒကိုပြောနေတာပါသူတို့လူစုက တော်ကြတာက ခရတော်ကြောင့်ရည်လို့မဟုတ်ပါဘူးအစဉ်အလာဩဝါဒပေးပုံတွေကတိတ်ပြီးနေဟာကြတယ်ခမဘလို့လဲဆရာကြီး အလဲအလက်တန်းမိကောင်ဖခင်တွေကဆိုရင်သားသမီးတွေကို ကျွန်တော်တို့လိုပေါက်လို့ပဲစားမထားဘူး လူမှုရေးကိုကျင့်တရားရေးနဲ့ပတ်သက်၍မိဘကိုယ်တိုင်ဖြစ်စေဆရာတယောက်ယောက်ငှားလူဖြစ်စေသင်ပေးတယ်ခမဘလို့ဟာတွေကိုသင်ပေးလဲဆရာကြီးမလိမ်ဘူးမှန်မှန်ပြောဖို့သင်ပေးတယ်ကောက်ကျင့်စင်းလဲခြင်းမရှိဘူးတင့်မဲ့ဖို့တဖွာဖွာတိုက်တွန်းတယ်တကူကောင်းမကြံတတ်ဖို့သူရတတိရှိဖို့သင်ပေးတယ်အားကြတဲ့စိတ်ပေါ်လာအောင်လုပ်ပေးတယ်ကျွန်တော်တို့မြန်မာမိဘတွေကဒါတွေကိုသင်ပေးရကောင်းမှန်းသိရမိဘတွေ ရာဂိုင်နှုန်းဘလောက်များများရှိမယ်ထင်ပါသလဲခမကျွန်တော်တို့မှလည်းမင်္ဂလာတရားရှိသားပဲဆရာကြီးမှန်ပါတယ်ကောင်းလေကောင်းပါလေနို့ပင်မဲ့မင်္ဂလာတရားတော်ဆောက်တဲမှာပဲရှိရလေပဲမိပါပဲဆရာသမားကသူတို့စီမားလို့ဂယုတဆိုင်အရေးတကြီးကြီးနဲ့စောင့်ပြီးသင်ပြလေဆရာမိပါဗနီယောင်များတွေ့ဘူးသားလဲခမဒီလူတော့ရှားတယ်ပေါ့ခမ ကျွန်တော်ဖြစ်တွေ့ကိုမတွေ့ဘူးဘူးမိဘတွေရဲ့မှာကျွန်တော်အဖေကတော်တော် queue site တယ်နှုတ်ပင်မဲ့မကစားဖို့လောက်တာဖိပြောတာပဲဒီပြင်အရေးကြီးတဲ့ဟာတွေကိုတော့မပြောပါဘူးပြောရင်လိမ်မာရော ကိုကျင်တရားကောင်းရောပဲလားခမဒီလိုတော့ဘယ်ဟုတ်မလဲခမခုနက ပြောခဲ့တဲ့တကူကောင်မကြံတက်ဖို့တဲမတ်ဖို့ရိုးသားဖို့ဆိုတာတွေကို သားသမီးတို့နားဝင်လောက်အောင်သဘောပေါက်လောက် တတ်နိုင်သမျှလှည့်ကပတ်ကပြောကြရတယ်။မမိုက်ချနဲ့လိန်မာချဆိုတာလောက်နဲ့မပြီးဘူးခမ။ကျွန်တော်တို့ဒီเจ้าကိုဆရာကြီးက ပြောဟောမှကြားဘူးတော့ခမ။တင်လာတဲ့လူမျိုးတွေပဲဆရာကြီးရဲ့။သူတို့တိုင်းပြည်မှာနေရာကြပုံကငရဲစင်မှာတော့ဆရာမိဘများကဆုံးမဩဝါဒပေးတယ်။ကြီးပြင်းလာတော့ဆရာကြီးပြင်းလာတော့စာအုပ်ကောင်းတွေကညှို့နေ။ဒါကြောင့်တော်ကြတာခမ။ ကျွန်တော်တို့စီမှာလဲလောကီစာအုပ်ကောင်းနေရှိသားပဲခင်ဗျလောကနီးဒီတို့ လောကတာရာဆုံးမစားတို့ကိုချင်းအဘိဓမ္မာတို့အများကြီးရှိတာပဲဆရာကြီးမှန်ပါတယ်ရှိပါတယ်ကောင်းရာညွန်ပြတာတွေအများကြီးရှိပါတယ်သို့တော်မကောင်းနာကိုပယ်ချလောက်အောင် ကောင်းနာကိုလိုက်နာခြင်းလောက်အောင်လူကောင်းသူကောင်းကြီးတယောက်ဖြစ်ခြင်းနဲ့ဆန္ဒမျိုးပြင်းပြင်းထန်ထန်ကြီးဖြစ်ပေါ်လာအောင်ညွန်ပြတတ်တဲ့စာအုပ်မျိုးကတော့အလွန်နှဲပါသေးတယ်ခင်ဗျာ ဘလို့ဆောင်မျိုးတွေလဲဆရာကြီးခမ ्या ဟုပြောပြလိုက်ရင်ရုတ်တရက်တော့ဘယ်နည်းနဲ့မှလက်ခံချင်မှာမဟုတ်ဘူးကိုချင်းတရားဆိုင်ရာကျင့်စဉ်တွေနိပတ်တွေဆုံးမစာတွေကိုမဆိုလိုဘူးဝတ္ထုကောင်းကြီးတွေကို ဆိုလိုတယ်ခမ ्या ဘယ်နဲ့ဟာလဲဆရာကြီးရဲ့ဝတ္ထုဆိုတာမျိုးတွေကအပြင်းပြင်းဖက်တာမျိုးမဟုတ်လားခမ ्या အဲ့ဒါခက်တာပဲကျွန်တော်တို့မြန်မာပြည်မှာဝိတ္ထုကောင်းများရဲ့အရေးကြီးပုံကိုနားလည်တဲ့သူ အမတန်ရှားသေးတယ်အခုဝင်ကြီးလုံးနေရကြတဲ့သူတွေကခေပညာတတ်ဆိုတဲ့အရာရှိကြီးတွေတမှာခက်ရှားချာရှိလိမ့်မယ်ထင်တယ်ခေပညာတတ်မဟုတ်တဲ့ဂုံသေးပိုင်းတနရှင်ပိုင်းဆိုတော့ဝေးသေးဗျာဘလို့ဝိထုတော်ဆရာကြီးကျွန်တော်ကအင်္ဂလိပ်ဝိထုကောင်းကြီးတွေကိုပြောတာပါ ခေပညာတတ်တဲ့လူတွေတဲကအင်္ဂလိပ်ဝိထုပတ်တဲ့လူတွေကိုလည်းကျွန်တော်မြင်မှုပါတယ်ခင်ဗျာ ဝိတုကြပြန်တော့လေအပြင်းကြီးလောက်တော့ဖတ်ကြတဲ့လူတွေကများတယ်ခမဝိတုအကောင်းဆိုးကိုတော့ခွဲကြပြီးတိတက်တဲ့လူကမြန်မာပြည်မှာတိတ်မများသေးဘူးဆရာကြီးကမြမကို အထင်သေးတာကိုခမကျွန်တော်ကသူ့လူမျိုးကိုယ့်လူမျိုးရွေးတဲ့လူမျိုးမဟုတ်ဘူးမကောင်းတာတွေ့ရင်နှိမ်ချင်တယ်ကောင်းတာတွေ့ရင်ချီးမြှောက်ချင်တယ်ကျွန်တော်တို့ကညင်ယူစရာရှိရင်ညင်ယူကြစေချင်တယ် ့ဟာလေးကိုကိုအဟုတ်ကြီးထင်ပြီးလမထောင်ကျင်တတ်တဲ့လူတွေကိုမြောက်မပေးချင်ဘူး။ဒါပြဆရာကြီးရေဘလို့ဝိတ္ထုမျိုးကိုဝိတ္ထုကောင်းလို့ခေါ်တယ်လေခမ ्या ။ခုလက်ထက်ကတော့လူတဘာဝကိုတယုတ်ဖော်တယ်ဆိုတဲ့ဝိတ္ထုမျိုးကိုအားကြီးအသားပေးပြီးပြောကြရေးကြတယ်။ကျွန်တော်ကတော့ဒါကပထမအချက်လို့မဆိုချင်ဘူး။ဘလို့ဟာမျိုးမှလည်းဆရာကြီး။ကျွန်တော်ယူဆကတော့ဖက်ကြည့်လိုက်တဲ့အခါမှာ အဆုံးရောက်တော့ ိုဖို့တခုခုကြံ့ရခဲ့တဲ့ဝိထုမျိုးကိုအကောင်းဆုံးလို့ထင်ပါတယ်။မှတ်သားထားစရာတခုခုလားခမ။မဟုတ်ပါဘူး။အဲ့လိုမျိုးတွေကတော့ပေါ်ပါတယ်။ नो ဘာမင်းလဲဆရာကြီး။ခုနကကျွန်တော်ပြောခဲ့တယ်မဟုတ်ဘူးလား။မကောင်းတာကိုရှောင်ကျဉ်လို့တဲ့စိတ်မျိုးမှန်မှန်ပြောချင်တဲ့စိတ်မျိုးမညစ်ပတ်ချင်တဲ့စိတ်မျိုးတမန်ချင်တဲ့စိတ်မျိုး တကူကမကြံတော့ဘူးဆိုတဲ့စိတ်မျိုးအဆတ်ရှိတဲ့ဆန္ဒကောင်းရှိတဲ့ကတခုတလေဖြစ်စီကို့အထဲမှာကြံနေရတဲ့စောင့်အမျိုးကိုကျွန်တော်ကအသားပေးချင်တယ်ပါတယ်ဒါတွေအလုံးပါစီရမယ်လားဆရာကြီးအလုံးမဆိုးလို့ပါဘူးအလုံးမဆိုလိုပါဘူးတအုပ်တစ်ခုကြံရစ်တင်တော်ပါပြီတအုပ်ကတစ်ခုဒီတအုပ်ကတစ်ခု စူပေါင်းယူရတာဗောခမဒီလိုကြံရည်တော့ကို့အဖို့ဖြစ်ကြရောလားဆရာကြီးဒီလိုတော့လေဘယ်မှာလွယ်ကူပါမလဲခမကျွန်တော်ဖတ်ဘူးတဲ့ဝတ္ထုကောင်းတွေကကြံရည်သမျှကိုကျွန်တော်အားလုံးရရရှိတဲ့ကျွန်တော်ကအကောင်းဆုံးလူတစ်ယောက်ဖြစ်နေမှာဗောခမကိုမင်းအားလို့ရှင်ဘလို့များအကျိုးရှိပါတယ်ခမအားလုံးကုန်အပုံးအားလုံးအကုံအပိုင်မင်းရပါမယ် ိုကတခုဒီကတခုတော့နည်းနည်းပါးပါရသေးတာဟုတ်ခမဒီတော့ဘလို့ထူးပါတယ်ဆရာကြီးလူကောင်းပြအောင်စူးစမ်းမယ်ဆိုတဲ့စိတ်ဆန္ဒမျိုးတကားမှမဖြစ်ဘူးတဲ့လူတွေထက်တော့တော်သေးတာပေါ့ခမဆရာကြီးဖတ်တာဘလို့ဝိတ္ထုတွေလဲခမဒစ်ကင်းတို့စကော်တို့တကေးတို့တော်တီစတိုင်းတို့ဆိုတဲ့ရေးရဆရာကြီးတွေပေါ့ခမအများကြီးရှိတယ်သုံးလေးစရမကပါဘူး သူတို့ဝိတ္ထုတွေဘတ်တော့ဘာကြောင့်တခုခုကြံရစ်တာလဲဆရာကြီးရဲ့သူတို့ကနှလုံးကိုထိခိုက်အောင် ရေးတတ်တယ်ခမမမိုက်ကြအပယ်ကြလိမ့်မယ်ကောင်းကောင်းနေမှ လူစည်းစိမ်နတ်စည်းစိမ်ရတယ်လို့ဆိုရက်ဆုံးမစာမျိုးတွေမဟုတ်ဘူးခမကျွန်တော်တို့မြန်မာမှာကောဒါမျိုးမရှိဘူးလားဆရာကြီးဆုံးမစာမျိုးကတော့ပေါ်ပါတယ်ဝိတ္ထုတွေကတော့သူတို့အစင်နှမ်းမိတာက အမတန်နည်းလိမ့်မယ်ကျွန်တော်တော့မတွေ့ဘူးသေးဘူးအစ်စင်တန်းကိုဘလို့ခွဲသလဲဆရာကြီးကောင်းတဲ့သဘောထားပြတ်တဲ့သဘောထားဆွဲကြံရေးအောင် ရေးတတ်တဲ့ဝတ္ထုရေးတာဟာအစ်စင်တန်းမြင့်နေလို့ဆိုတယ်တခုကောင်းဖြစ်စေချက်ချက်ကြီးဆွဲကြံရေးလေးလေးအစ်စင်တန်းမြင့်လေပဲဗျဝတ္ထုမှပဲဖြစ်နိုင်သလားဆရာကြီးစိတ်ကိုဆွဲဆောင်နိုင်တဲ့နေရာမှာဝတ္ထုလို့ စိတ်ကိုစွဲဆောင်နိုင်တဲ့နေရာမှာဝိတ္ထုလိုအစွမ်းထက်တဲ့စာပေမျိုးဟာလောကီနေမှာ ရှိကို မရှိဘူးလို့ကျွန်တော်ဆိုလိုက်ပါတယ်ခင်ဗျာခုလိုနားဆင်ပြီးခဲ့ကြတာကျေးဇူးများတင်ပါတယ်ရှင်